စတင်တည်ထားကိုးကွယ်ခဲ့သောဇေယျတော်များထဲမှာရှင်ဂုံဇေယျတော်ရှင်မောတော်ဇေယျတော်နှင့်ချက်လမိုင်ဓမိုင်းဖျားတို့သည် အခြားဇေယျတော်တို့ထက် ထူးခြားထင်ရှားလာပါ၏ထိုဇေယျတော်သုံးစုတို့တွင်အခြေခံအပြင်ပုံစံတူညီကြပါ၏အတူညီသည့်အချက်မှာရှင်ဂုံဇေယျတော်သည် ထိုဇေယျတော်သုံးစုတွင် အသက်ပဲဆုံးရှင်မောတော်ဇေယျတော်သည်အမြင့်ဆုံးချက်လမိုင်းဇေယျတော်သည်ဒုရယ်ကြီးမားဆုံးဖြစ်

အဖိုးကြီးတယောက်ဟာညံတော်မြတ်မသောရွှေမော်တော်ဇေရောမြတ်ကြီးစိန်ဘူးတော်ကိုဖူးမြော်ရန်မော့ပြီးကြည့်လိုက်တဲ့အခါစေရန်ကကြလာတဲ့မိဘကသူ၏နှာခေါင်ကိုထိပြီးပူလောင်တာကြောင့်ကြိုက်မွတ်တောင်းကြိုက်ကဖျားမုတ်ကနှာခေါင်တောင်းကလောင်သည်ဖျားဖျားနှာခေါင်မိလောင်ပါပြီလို့អော်လိုက်ရကနေယနေ့ထိကြိုက်မွတ်တောင်းဖျားဆိုပြီးအချို့သောမုံလူမျိုးများကခေါ်ဆိုနေကြဆဲဖြစ်တယ်လို့ဆိုပါတယ် ရှေမော်ရောဇေရောတီးသည့်နှစ်များနှင့်ထပ်ပနာသည့်ပစ္စည်းများအကြောင်းကိုအမျိုးမျိုးပြောဆို ရေးသားနေကြပါတယ်။အချို့ကဘုရားရှင်ပြိဋိဘံမဆံမင်ကပင်တီးသည်လို့ယူဆကြသလို အချို့ကဘုရားရှင်ပြိဋိဘံဆံပြီးမှတီးသည်ဟုပြောဆိုနေကြပါတယ်။တတော်ကိုလည်းအချို့ကဖះဆန်တော်ကိုထပ်ပနာခဲ့တယ်အချို့ကသွားတော်ကို ထပ်ပနာခဲ့တယ်ဆိုပြီးအမျိုးမျိုးရေးသားကြပြန်ပါတယ်တို့ရတွင်ဖះနိုင်ကမှဖြစ်တယ် ဟန္တာဝရီရှင်စောဘူဘယင်မနဲ့တမတ်တော်ဘုရားတိုင်ကဓမ္မစီမင်းတို့824ခုနှစ်တွင်ရေးထိုးခဲ့တဲ့မော်တော်သမိုင်းပါဠိကျောက်စာအရမူတထုံမင်းစုလသီမာတော်ကသည်သာသနာနှစ်239ခုနှစ်လောက်တွင်ဘုရားရှင်သွားတော်တက်ကိုထမနာကရွှေမော်တော်ကန္ဓကုရီတိုက်ကို ရှိဦးစွာတည်ကြောင်းဆိုရရာဘုရားရှင်ပြိနိဗ္ဗာန်ဆံပြီးမှတည်ထားတာကိုထင်ရှားစေခဲ့ပါတယ်ထိုတိုက်စီဒီကို မဟောစီတီကိုတမုတ်ပြီးတော့ဒါသနနေ့238ခုနှစ်တွင်ရည်သက်ချလှူဒန်းခဲ့ပါတယ်စီတီပြီးတဲ့နောက်မော်ရိုစီတီသည်ငလင်းအချင်းချင်းကြုံခဲ့ရပြီးပြိုကျခဲ့ရမှာ အချင်းချင်းပြန်လဲတီထားကိုကိုွယ်ခဲ့ကြရပါတယ်ရှင်ကြီးရဓမ္မရေရွှေမော်ရိုတမိုင်းနဲ့သရုံရာဇဝင်အစိုးရဆိုရင်ဒါသနနေ့348ခုနှစ်မှာ1892ခုနှစ်များတွင်22ချိန်တိုင်တိုင်ငလင်းတန်းကြောင့် မော်တော့တိုက်စီပြိုးကြလေရာမင်းအဆက်ဆက်တို့ပြန်လည်တိစပူဇော်ခဲ့ကြပါတယ်ရွှေမော်တော်သမိုင်းပါဠိကျောင်းစာနိုင်ပါရှိတဲ့ရွှေမော်တော်ဘုရားသမိုင်းမြတ်စွာဘုရားရှင်သည်ဝါတော်ရှိဝါအရာအေဇနခုနှင့်တရားတစ်ဆက်တစ်ခုနှင့်တွင်မိလပြည်သို့ကြွတော်မူခဲ့ပါတယ်ဘုရားသခင်နှင့်အတူပါလာသည့်အရှင်ဂုံပတိမဟာရီသည်မိလပြည်မှဖဲခွာခဲ့၍တရုံပြည့်ရှင်မဟာတိမတော်ကမင်းထံ ကြွရောက်ပြီးလင်တရားစခန်းဖြင့်ဆုံးမခဲ့ပါတယ်။တရီမာတော့ကမင်းသည်တရားတော်ကိုနာကြားရသည့်အခါတရားအလုံးစုံကိုအကုန်စင်သိမြင်တော်မူသည့်မြတ်စွာဘုရားရှင်အားဖူးမြင်လို့သည့်ဆန္ဒဖြစ်၍ဂုံပတိမထေရဘုရားရှင်ကိုပင့်လျောက်ပေးရန်တောင်းပန်လေးပါတယ်။ဂုံပတိမထေလည်းမေရှိလာပြည်သူပြည်၍ဘုရားရှင်အားအလုံးစုံ လျောက်ကြသောအခါဘုရားရှင်သည်ရဟန္တာ2000နှင့်တူတရုံပြီးမဟာတိရိမာတောကမင်းထံကြွလာကား တရားရည်အေးတိုက်ကြွေးတော်မူခဲ့ပါတယ်။ကြွလန်းပြီးတော့ခနေ့ရက်လွန်မြောက်၍တထုံးပြီးမှပြန်ကြွတော်မူမည်ရှိသောတရားနာလျက်ရှိသောယတိ6ပါးကဘုရားသခင်ကိုယ်သာကိုယ်ရောပွေရာထားခင်ရန်တောင်းပန်ကြသောအခါဘုရားရှင်ကစံတော်6စုကိုပေးတော်မူခဲ့ပါတယ်။မဟာတိရိမာတောကမင်းကလည်းကိုယ်ဝယ်ပွေရာစံတော်မြတ်ကို တောင်းသည့်အခါဘုရားရှင်ကစံတော်တက်ကိုမပေးဘဲမလာမင်း၏အင်ဂျင်တော်တွင် ရိနေဗံပြုတိကဆန္ဒကုထင်းပုံထက်တင်း၍ပူဇော်ကြကုန်လေတဲ့ထိုကံငါဤအဋိဌံပင်33ချောင်းသောသွားတော်တို့ကိုဆန္ဒကုထင်းပုံထက်မှထို၍ခွန်ပတိယဟန်တိစောင်းခဲ့လက်တဲ့ထိုတက်ကိုတင်မင်းကြီးပူဇော်ရလက်တဲ့ဟုမိန့်တော်မုတ်ခဲ့ပါတယ်မဟာတိမာတော့ကမင်းကြီးသည်33စုသောသွားတော်တက်ကို33စုသောကြောက်ဇေဒီငယ်ပြုစေကိုးကွယ်ခဲ့ပါတယ်မဟာတိမာတော့ကမင်းလွန်သောနှစ်ပေါင်း90လောက်ခန့်သာ ိုကြောက်ဇေရီများကိုကော်ရော်သူများရှိပြီး နောက်အနှစ်200ခန့်ပြစ်ပယ်ထားခြင်းခံရသဖြင့်ဇေရီများသည်ဒေါ်အတီဖုံးလွှမ်းသွားပါれသာသနာ့နေ့236ခုနှစ်တွင်သရုံးပြည်သို့သာသနာပြုကြွလန်ကြသောအရှင်သောနာနှင့်အရှင်ဥဒ္ဒရာမရေနှစ်ပါး၏ထုတ်ပေါ်ကြရာသရုံးပြည်ရှင်ဆူလတတိမတော်ကမင်းသည်33ဇောကြောက်ဇေရီငယ်တို့မှ33ဇောသွားဓာတ်တော်တို့ကိုထုတ်၍ နေပြည်တော်မှာအရှိမြောက်မျက်နှာ၌မဝေလွန်မနီးလွန်းသောနေရာတွင်33ခုသောရွှေတိုက်တို့ကိုပြုစီ၍33စုသောသွားတော်တက်တို့ကိုရွှေကျုပ်တို့တိုင်းထည့်ကားရွှေဦး33ခုဖြင့်ပိတ်ပြီးရွှေတိုက်သွင်းကပူဇော်ခဲ့ပါသည်အဲဒီနောက်ဇူလတိရမတော်ကမင်းသည်ဤသို့အဓိဋ္ဌံပြုလေ၏ဤတက်တော်တို့သည်ဘုရားရှင်ဤတက်တော်တို့အမှန်စစ်စစ်ဖြစ်ညာထိုတက်တော်တို့သည် တရဝရူ၏စီပွားချမ်းသာလို့ငါထိုက်သည့်အရက်၌ရှီအိုးနေတကွာတီစီကုံတည်းလို့အတိတ်ထံပြုတ်ပြီးတဲ့အခါသွားရောဒတ်33စုသည် ရှီအိုးနေတကွာရွှေတိုက်နယ်ကွယ်၍ထိုးထိုးအရက်တင်၌တီကြလေကုန်၏။အန္တာဝရီမြို့၏အနောက်မျက်နှာ၌တည်သောစေဒီကုံရှီသူတော်ကောင်းတို့သည်မရောစေဒီတနီမရောစေဒီလို့ခေါ်ကြပါလေ။တရုံမြို့ဟောင်းမှာကေလာသစေဒီတရုံမြို့တင်မှာ ရွှေစံစီရီဇုတ်တုံမြို့မှာဇုတ်တုံစီရီရက်မားမြို့မှာကြက်ရက်မားစစ်တောင်းမြို့မှာကြိုက်ကလန်ပန်းဘီလင်းမြို့နယ်ဆေးရဲမြို့မှာကြိုက်ဆေးရဲတလုံးမြို့မှာကြိုက်တလုံးသူရဲမြို့မှာကြိုက်သူရဲကြိုက်မော်မြို့မှာကြိုက်တလင်းကြောက်ပြာမြို့မှာကြိုက်ဘောတော်လော်ကောလီယာမြို့မှာကြိုက်မုကလာမော်ရင်ဆရာမြို့မှာကြိုက်မှုဘောဒေမဲမြို့မှာကြိုက်ခွတ်အခရိတ်မြို့မှာကြိုက်နှုတ် ကမောနုံမြို့မှာကျမှုကိုင်းဇုတ်ကနုံမြို့မှာကျိုက်ဇုတ်ကနုံမော်လမဲမြို့မှာကျိုက်တန်လန်ဘလူးကျွန်းခမောင်းနှက်မြို့မှာကျိုက်မူနန်းဇာတပြင်းမြို့မှာကျိုက်ပိုင်ကျူးမုတ်တမမြို့မှာကျိုက်တမောမြတ်သိန်းတန်ဖရာကျိုက်ငုံမြို့မှာကျိုက်ငောကျိုက်ကာမြို့မှာကျိုက်ကာဖရာကျိုက်ယူမြို့မှာကျိုက်ယူတင်စီမြို့မှာကျိုက်တင်စီဖရာမုတ်ပလီမြို့မှာကျိုက်တလုံးဘီလီမြို့မှာတောင်းနုဒရာမိုးညံမြို့မှာကျိုက်မိုးညံမိုးနိုင်မြို့မှာကျိုက်မိုးနိုင် ကြိုက်တူမြို့မှာကြိုက်တူဗျာမုတ်ကရုမြို့မှာကြိုက်ကရုကြိုက်ကုံမြို့မှာကြိုက်ကောချွေကုံမြို့မှာလေကလေးစသောဇေဒီများသည်ကြံသွားတော်30နှစုတွင်တည်ထားသောဖျားများဖြစ်ကြတယ်လို့ဆိုပါတယ်614ခုနှစ်တွင် ရှင်စောပုံနန္ဒလာပြီး619ခုနှစ်မှာတော့မော်ရောဇေဒီခေါလောင်းပုံအဆုံးထိငလင်းတန်းကြောင့်24ချိန်မြောက်ပြိုပြတ်ခဲ့ပါတယ် စေတီပြက်ကိုပရမပစ္စယယင်းထိပေးနိုင်ပြီလေကြံပန်းဒီခုံများကိုဖြိုးဖျက်ပြီးအမြင့်အတောင်၁50ရှိသော မော်ရိုစေတီတို့တင်ကြီးကိုအမတ်တော်ဓမ္မစေတီမင်းနဲ့တက္ကနီ120တွင်ပြန်လည်တည်ထားခဲ့ရာ124ခုနှစ်တွင် ပြည်စီအောင်မြင်ခဲ့ပါတယ်တလူရန်တိုင်းဗုဒ္ဓရုပ်ပွားတော်ကိုမပြည့်စည်အောင်မြောက်ပန်းဒီခုံအတွင်းသွင်းကထပ်ပနာတော်မူခဲ့ပါတယ် အဲ့ဒီရုပ်ပွားတော်ရှိရာကိုသိရှိရန်ခါလောင်းဘုံထေမြောက်ရက်တဲ့တဲ့ပန်းစဲတဲ့ဘလူးရုပ်ထဲ့သွင်းဆဲခဲ့ပါတယ်။ဒီဟိုမှာဘုရားဇနုတစုကိုလည်းမော်ရိုဇေရီရှိတောင်ဘက်မှာဖောက်ပြီးထဲ့ကထပ်ပနာတည်ထားခဲ့တယ်လို့ဓမ္မဇေရီထုတ်ပတ်တိမှာဖော်ပြပါရှိပါတယ်။ထိုခေတ်ကကရှင်မော်ရိုဇေရီတို့ဒီမြမတပြည်လုံးတွင်ညံတော်အမြင့်ဆုံးတင်တိုင်းဇေရီဖြစ်လာခဲ့ပါတယ်။ တက္ကရီ926ခုနဲ့သတင်းကျွလဆက်2ရက်နေ့3ရက်နေ့4ရက်နေ့ငလင်ကြီးဆက်တိုင်းလှုပ်ရမှာ မော်ရိုစီတော်ဟင်ရန်ဘူးအောက်ဆုံးဖောင်းရင်ခေါလုံးဘုံနှချမ်းခွဲက အရှိတောင်မှာအရှိမြောက်ဘက်ကိုပြိုကျခဲ့ပါတယ်ဒီချိန်ဟာ25ချိန်မြောက်မော်ရိုစီတော်ပြိုကျခြင်းဖြစ်ပြီးဘေးနောင်မင်းတရားကြီးကဘင်းညာအိန္ဒာဘင်းညာဘယံတရဖြာတာနင်းနာဘယသင်းကြံတွေကို ရှင်မရောဇေဒီပြန်လည်ပြုပြင်ရန်ခန့်ထားတော်မူခဲ့ပါတယ်။ဓမ္မဇေဒီမင်းဤဇေဒီဟောင်းပုံတော်တိုင်းရန်တော်တောင်150ပင်ပြန်လည်တည်စေခဲ့ပါတယ်။ဗန်နေကုန်တွင်သာ14တောင်ဖွင့်တည်စေပြီး928ခုနှစ်စတင်တည်ခဲ့ကကောင်းမှုတော်မဟာဇေဒီတော်အရှိမနုရမကြောင့်အုပ်ဖို့များကအုပ်ကိုဘောရောဇေဒီတောင်လမ်းတစ်ပတ်တစ်ချက်လူများဖြင့်လက်ဆင့်ကန်တည်ယူခဲ့ကြတယ်လို့ဆိုပါတယ် မီဒီယာကြီးသည်ရွှေရက်စရာဇာတော်ကုန်သောဆောင်းရောင်မင်းကမင်းသားတို့ကိုဖျက်၍ရွှေကိုတော်တော်53ဘိတ်သာလှူတော်မူခဲ့ပါသည်ဒါတော်သိင်္ဂတတကိုလေးရွှေ20ဘိတ်သာကိုလည်းလှူတော်မူခဲ့တယ်လို့ဆိုပါတယ်ရှင်မင်းတို့ကိုဓမ္မစီရီမင်းရှင်မင်းထံတပေးနှစ်လက်မှမြစ်တင်လိုက်ပြီးမဟာရတတိုင်းကိုလည်းဆောက်လှူဒန်းခဲ့ပါတယ်929ခုနှစ်နေုံလာပြီကျော်နေရနေတွင် မော်ရောစီရီနေတကွာဇီရီယန်90စုကိုထီတော်တင် ပူဇော်ခဲ့ကြပါတယ်။စိုးစင်ထားသော မကိုက်တော်ကိုလည်းမော်ရောစီဟာလှူတော်မူလိုက်တယ်လို့ဆိုပါတယ်။932ခုနှစ်ကဆုံလာတွင်မော်ရောစီဒီဟင်ရန်ဘူးငလင်ကြောင့်26ချိန်မြောက်ပြိုးခဲ့သည်ကို တရင်ကျော်လာပြောနေရနေ့ပြန်လည်ပြုပြင်ပူဇော်ခဲ့ကြပါတယ်။ အဲ့ဒီနေ့တကူလာပြည့်နေ့မှာအလုံးစုံပြည့်စည်ပြီးဓိတော်တင်တင်လူနိုင်ခဲ့ကြပါတယ်944ခုနဲ့သတင်းကြွလာတွေငလင်ကြီးလှုပ်တော့ကြဘော်တော်စီရီ28ချိန်မြောက်ခေါလုံးပုံအထိပြည့်စည်ခဲ့တာကိုဘရင်နောင်သားကြီးနန္ဒဘရင်က ပြန်တရမှာ950ပြည့်နေ့ဝါဆိုလာ17ရက်နေ့တွင်ဓိတော်တင်တင်လူနိုင်ခဲ့ကြပါတယ်960ပြည့်နေ့တွင်ဟန်တော်ရီ နေပြည်တော်ကိုရခိုင်မင်းတပ်များကမိတိုက်အားတမျိုးလုံးမိဟုံဟုံတောက်ပြီး မော်ရော့စီရီကိုမိမိုင်းဆွဲရာမှာဇီရော၏ရွှေတင်ငန်းရောင်သည်အုံးမဲတုတ်ထားတဲ့တကယ်တို့မတက်မတဲဖြစ်ရပြန်ပါတယ်သူရတဲ့နိုင်ငံတော်တွင်စစ်မအရေးရှုပ်ထွေးနေသည်ဖြင့်ဇီရော်အားမပြုတ်နေနိုင်ခဲ့ရှိရာမှာ995ခုနှစ် တပေါင်းလတွင်အနောက်ဘက်လွန်မင်းကြီးကကိုလုံးပြည့်ရှင်သင်္ကန်းကတ်တော်မူသဖြင့်15နှစ်တိုင်တိုင်ညွန့်နှံ့ခဲ့သောမော်ရိုရှင်တော်သည်ရှေးယောင်တဝင်းဝင်းနှင့် တင့်တယ်တော်မူလာခဲ့ပါသည်995ခုနှစ်တွင်ဒါလွန်မေတ္တရာကြီးကတပံဖနက်တော်မှာဟိယံဘူးအစုံထီရွှေချတော်မူပြန်ပါတယ်တက္ကရေ2006ခုနှစ်ပြာဇိုလန်ဆန်9ရက်နေ့တွင်ငလင်ကြီးပြင်းစွာလှုပ်ပြီးရွှေမော်ရိုစီ28ချိန်မြောက်ပြိုပြက်ရပြန်ပါတယ် ဒုတိယဖောင်ရည်တိပြိုလေးဒီကိုဒါလုံးမင်းတရားကြီးကပင် ပြန်လည်တိဆောက်၍ထီးတော်သည်တင်လူတော်မူခဲ့ပါတယ်တက္ကရီ1130ပြည်နေပြာဇလဘေကျော်9ရည်နေတွင် စင်ပြူရှင် မြေရုမင်းလက်တံငလင်ကြီးစွာလှုပ်၍ရှင်မရောရှင်တပိတ်မှောက်တန်အောင်29ကြိမ်မြောင်ပြုတ်ပြက်ခဲ့ပြန်ပါတယ်စင်ပြူရှင်မင်းသည်ဘောရောရှင်ကိုမပြေနိုင်မီနဲ့ရွာဆမ်းပါတယ်စင်ကူမင်းလည်းဇေဒီပညာထမမြောက်နိုင်က ဘိုးတော်ဘုရားလက်တက်ကြမှာပြုပြင်နိုင်ခဲ့ပါတယ်1148ခုနှစ်တွင်မော်ရော့ရှင်ကိုစတင်ပြုပြင်ရမှာ1150ခုနှစ်တွင်ဒီတော်အောင်မြင်စွာတင်လူပြီးနိုင်ခဲ့ပါတယ်စေတော်မြင့်198တောင်နှမိုင်းဤငဲ့မြင့်နရာရောင်လျံထိပ်အထိအမြင့်223တောင်နှမိုင်းဖြစ်တယ်လို့ဆိုပါတယ် စီရောကြီးနေထပ်ပနာတိုင်ပေါင်း145တိုင်ရှိပြီးရွှေသွန်းစင်တူ36စုရွှေခက်စင်တူ168စုငွေသွင်းစင်တူ3540စုငွေခက်စင်တူ3950စုခဲစင်တူ19360တကူနန္တာစင်တူ30စုကြောက်စင်တူ6329စုမြေစင်တူ159စုဖန်စင်တူ9စု ဖန်ပေါင်းပန်းပေါင်းစင်းတို့၂စု၊စေစေစင်းတို့၄စု၊ပရင်စင်းတို့၁၆စု၊မြစင်းတို့၁စု၊ဘူဂျိုစင်းတို့၂စု၊တစ်စင်းတို့၃၄စု၊ကရမစင်းတို့၆စု၊ပြဒန်တီစင်းတို့၆စု၊ကြီးစင်းတို့1983စု၊ကြောက်စင်းစင်းတို့၉စု၊ရွှေအုပ်ချက်25ကျပ်၊ငွေအုပ်ချက်25ကျပ်၊ဖန်အုပ်ချက်10ကျပ်၊ခဲအုပ်ချက်962ကျပ်၊အင်္ဂလီအုပ်ချက်129ကျပ် တန်တာ38လုံးရာစုကြောင့်939လုံးရွှေလက်စွပ်52ကွင်းငွေလက်စွပ်324ကွင်းဘုရားရှင်နဲ့ရဟဏတော်တောင်းတထောင်240တဆူတို့ကိုထပ်ပနာတော်မူခဲ့ကြတယ်လို့ဆိုပါတယ်ရှင်မင်းတော်ကိုနှစ်ပေလေးလက်မှမြင့်၍ခင်းခဲ့ပါတယ်ဘုရောမင်းတရား၏ရင်မြင်သည်ဇေရောရေပိစမရင်မြင်ဖြစ်လာခဲ့ပြီးရင်မြင်ပေါ်မှာပရိဘောဂတိုင်းနေ ဒန်းစီရတာထားရာရင်းမြေတော်ကျေပြန့်ရှင်းလင်းခဲ့ပါတယ်မြန်မာနိုင်ငံကိုပြည်တိရှတော်ဒိမ့်ပိုင်ပြီးနောက်ဇေယျတော်ကိုစောင်းဆောင်လှူဒန်းမြေမင်းများမရှိတော့တော့လဲပြည်သူပြည်သားရှင်းလင်းများကတအားသမျှလှူဒန်းပူဇော်ခဲ့ကြပါတယ်1939ခုနှစ်တွင်ပုဂိုလ်မြေစေကဲဦးမောင်ကလေးခေါင်းဆောင်၍ငမျက်နှာအသစ်တင်ပွဲကျင်းပခဲ့ရာ1944ခုနှစ်တွင်ဘိုးတော်ဖရာ၏ထီကိုချကာ ကန္တရဝရိသောဘကြီးဆရဘောတခင်မနဲ့တခင်မနှစ်ပါးတွေထီတော်တစ်ကိုတင်လူခဲ့ကြပါတယ်1994ခုနှစ်ဒွေလဆော့14ရက်နေ့တွင် မြင်းကလေးကြီးလှုပ်ပြရာအချိန်30မြောက်မော်ရိုရှင်ပြည်ရပြန်ပါတယ်ထီတော်တန်တိုင်းကျွေးရင်ကမျက်နာနဲ့စိန်မှုသည်ပရမကြီးဝိုင်းသို့ရောက်အောင်ဇန်သက်မြေခခဲ့ရပါတယ်1996ခုနှစ်ဝူဒဂူလာဘေဂျော့ချ်ရဲ့နေတွင်တိုင်သူပြည်သားရှင်တို့အများကြီးကောင်းမှု မျက်မျက်နှာစိမ်မှုတော်အတွက်ကိုမော်ရောရှင်အားတင်လူခဲ့ကြပါတယ်1296ခုနှစ်ဝါဇိုလာပြကျော်နေ့နေ့တွင်တပန်ကလင်ကြီးစွာလှုပ်ပြန်ရာမော်ရောရှင်တတိယဖောင်ရက်ကနေအထက်အပိုင်းတည်အရှိအယက်ရင်းမြင်ပေါ်သို့30ချိန်မြောက်ပြိုကျခဲ့ပြန်ပါတယ်1285ခုနှစ်တွင် ပြည်သူပြည်သားရှင်လူများတို့စူပေါင်းဆောင်ရွက်မှုကြောင့်ဘိုးတော်မင်းရည် ဇေရီရဲ့ချုပ်အပိုင်းတိုင်းတတိယပေါင်းရင်မှာပြန်လည်တည်ထားခဲ့ပြီးငပြောဘူးကြမှာ၄တောင်တိုးလိုက်တက်လိုက်တော့ကြောင့်၂၀၀တောင်နှစ်မိုင် မြင့်သော မော်ရိုရှင်အသည်အောင်မြင်စံတီးဆပြည်စီနိုင်ခဲ့ပါတယ်1992ခုနှစ်ကစုံလာစံ9ရက်နေ့တွင်ငလင်ကြီးစာလုပ်ပြန်ရာ32ကြိမ်မြောက်မော်ရိုရှင်ပြုပြက်ရပြန်ပါတယ်ဇေရီတို့ရဲ့ရှေ့တောင်တော့ရင်းမြစ်ပေါ်သို့ခေါလုံးမုံတစ်ချမ်းထီအောင်ပြုပြက်ခဲ့ရာ ထိုနေ့မှစပြီးမော်ရရှင်ပြန်တည်ရေးတွင်ဘုရားဗန္နာတော်တွင်ဂောဘကလူကြီးများ ထုတ်ခဲ့တော်လဲအကြောင်းမျိုးမျိုးကြာမောင်းမြင်ပေပြီဒုတိယကမ္ဘာစစ်ကာလ1304ခုနှစ်မှာ1309ခုအတွင်းရှင်မရောဇေရောကိုဖြစ်တယ်လို့ပြန်လဲတည်မြှို့ဟုဗန္နာတော်ဒိစကောဥနှင့်မြို့မိမြို့ပါ ရှင်လူအပေါင်းဆုံးဖြတ်ကြပြီလေဇေရောကြီးအင်္ဂါရမြမစပြီးအိုယိုစီခဲ့ကြပါတယ်သို့တော့ပြည်မီရှားပါလာတော့ကြောင် တည်ဆောက်ရေးလုပ်ငန်းမတွင်ကျဲခဲ့ပေ1309ခုနှစ်တွင်မြန်မာနိုင်ငံကိုဂျပန်လက်မှပြတိရှပြန်အသိမ်းတွင်တည်ဆောက်ရေးခေတ္တရပ်ဆိုင်ထားလိုက်ကြရပါတယ်1309ခုနှစ်ပြည်သူလက်ပြောင်း9ရက်နေ့တွင်မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက်ထိုနှစ်တဘူရဲလဆန်း14ရက်နေ့တွင်ဒိုစင်ကနိုင်ငံတော်သမ္မတကြီးဆက်ရှင်တိုင်ကိုရိုင်းရေမတော်စေတီပြန်လည်တည်ဆောက်ရန်ပနတ်တဲ့ချပေးခဲ့တယ်လို့ဆိုပါတယ်တို့ရတွင်အကြောင်းမညီညွတ်သဖြင့် သုံးနှစ်ကျော်မြာလုပ်ငန်းအကောင်တွေမပေါ်ဖြစ်ခဲ့ကြရပါတယ်။အဲဒီနောက်1333ခုနှစ်ဗုဒ္ဓဂူလာဇန်14ရက်နေ့တွင်ဇေရောတိအုပ်မြစ်ကိုရင်မြေတော်အနောက်မြေနာအယုံကန်တစောင်း၏တောင်ဘက်အနီး၌ဒိုးစင်းကဝန်ကြီးချုပ်ဦးနုကချပေးခဲ့ပါတယ်။1333ခုနှစ်ဒဇမောလဖြစ်ကျော်9ရက်နေ့မှစ၍တန်ယူကျောက်ရဲ့အင်္ဂလိပ်ကိုရင်းမြစ်တော်အောက်73ပေတီအနက်တူးချကဇေရောဤထပ်ပနာများကိုစမ်းနေကြ ဒူးဖို့ပြီးပြရိုက်ဒီထောင်ကစုဆောင်ပြသထားခဲ့ပါတယ်1335ခုနှစ်ဒရော်လာဘစ်ကျော်9ရက်နေ့တွင်ဇေရောတန်တဲ့အုတ်ထည်အပြီးတိုင် အောင်မြင်ခဲ့ပြီးရွှေငွေကြီးခဲကြဆင်းဆွဲတည်တာဘောရရုပ်ပေါ်အသက်ဟောင်းပေါင်း2000ကျော်ကိုခေါလုံးဘုံတွင်ထပ်နာသွင်းခဲ့ကြပါတယ်1335ခုနှစ်ရာနကူလာဇန်ရှိရနေ့မှာစပြီးရွှေချ ငွေထီတော်၅ပုံမှာရွှေရည်စိငွေဆွဲလဲလုံးရေ120ကိုဆယ်ထားမြင်းပြန်နဲ့၄ရက်တိုင်တိုင် တင်းလူခဲ့ကြပါတယ်ထီတော်မှာစပြီးစိန်ဘူးရင်ခန်းသားကိုဒိုးစင်းကနိုင်ငံတော်သမ္မတကြီးဒေါက်တာပအူအစရှိသောဝန်ကြီးများကကြီးမူဆောင်ရွက်ခဲ့ကြပါတယ်ရခု33ချိန်မြောက်အစ်တပြန်လဲတီးတော့သောမြမလူလေရေခေရှင်မရုံးစီတို့သည်ညံတော်မြေ 383ပေ6လမှာမြင်လာခဲ့ပါတယ်ရှင်မရောစေတီသည်အလင်းလှုပ်သောမြေကျောပေါ်တွင်တီးခဲ့သဖြင့်32ချိန်တိုင်တိုင်ပြိုပြတ်ခဲ့လေသောကြောင့်မြန်မာမြန်မာလွတ်လပ်ရေးခေရှင်မရောပြန်လည်တီးဆောင်ရေးအဖွဲ့ကဂရင်တန်ခံနေသောအုတ်ရိုးတသက်စေတီမျိုးကိုမတည်ပဲတန်ရိုးကန်ကြောက်ကျင်အင်္ဂရင်ထင်အုတ်ရိုးဖက်ဆက်၍တီးထားခဲ့ကြပါတယ် ရှင်မရောစေတော်ကိုမင်းဆက်ဆက်တို့အထူးအမြတ်လေးစားကိုးကွယ်ခဲ့ကြတော်မူဟန္တာဝရီဘိညာဝေသားတော်ဘိညာနှဲ့သည် ရာဇာတိရင်ပွဲနှင့်မိသိက်ခံပြီးနောက်ရှင်မရောရှင်တို့တက်က ခမဲတော်၏အမွေဖြစ်သောမကိုက်ကိုဘလူရန်နိုင်ဗုဒ္ဓရုပ်ပွားတော်မှာတဆင်မောရောရှင်တို့လူတန်းခဲ့တယ်လို့ဆိုပါတယ်စေကြီးစေတပြုမိအခါမှာလည်းမောရောဖရနိုင်ရှီကိုဆူတော်မှုမှပြုလုပ်ကြပါတယ်စေကြီးစေတပြုမိအခါမှာလည်းမောရောဖရနိုင်ဆူတော် ရှိခိုးမှုတွေပြုလုပ်ကြပါတယ်။တောင်ကိုဘရင်တပင်ရွှေသည်သည်လည်းမြမတနိုင်နိုင်ရောစီယုံချင်းမပြုတ်မီဇေယတတ္တတို့မြင်ကိုစီကမြင်းတဲ့ရေတော်300နဲ့ရှေမော်ရောစီတော်ကိုတောင်ကမှလာပြီးလင်ဘလူရဏရုပ်ပွားထပနာသောမြောက်ရဲ့ယုံကံတစောင်းတွင် နာထွင်းမင်္ဂလာပြုလုပ်ခဲ့ပါတယ်။ဆရေနိုင်ငံရေးသာမဟုတ်မော်ရောရှင်သည် အချစ်ရေးအတွက်လည်းတိုင်းဒီဖွင့်နေခံခဲ့ရပါတယ်။ ဘုရင်တော်ဤသူပေးစားတရားကဘုရင်တော်သမီးတော်စိုးမင်းမျက်နှာအားပေးတော်နဝရကြီးဆက်စုံသည့်ဟန္တာဝရီရှိမောရတို့ပိဟစီယတန်ရူနတ်ရှင်တော်ကရာဇဓာတုကလျာဏအားပေးတော်မောရရှင်တန်ရူတို့ကထင်ရှားရှိနေပါသည်ရှိဝရဘုရားပွဲတော်ကိုနေ့စဉ်တကူးလာတွင်ကျင်းပပြုလို့ရာအထူးပင်စီကားလှစေစီကားနေစေဖြစ်ပါပေတော်၏ ဟုတ်ကဲ့ပကိုမျိုးရှင်မရောစေရောမြတ်ကြီးကိုတီထားကောပဲမှုဆက်ဆက်နဲ့မွန်မင်းဆက်မြမမင်းဆက်တို့စ조사အားထုတ်ခဲ့ကြရတာကြောင့်ယခုတိုင်မြမနိုင်ငံတော်ရဲ့အမြင့်ဆုံးစေရောဖြစ်တီရှိနေစေဖြစ်ကြောင်းတင်ဆက်ရင်းရှင်မရောစေရောမြတ်ကြီးကိုတွားရောက်ဖို့မျိုးကစန္ဒတွေပြေဝါကြပါစေလို့ဆုတောင်းပေးလိုက်ရပါတယ်ခမညာအားလုံးကိုကျေးဇူးတင်ပါတယ်